ပြိုင်ဘက်ကိုအမှတ်နဲ့အနိုင်ရပြီးချန်ပီယံလောင်းအလားအလာကောင်းနေတဲ့ဂျိုရှုအာဗန်မင်္ဂလာပါပရိသတ်ကြီးဒီနေ့မနက်မှာကျင်းပခဲ့တဲ့ပြိုင်ပွဲမှာတော့ဂျိုရှုအာဗန်ကပြိုင်ဘက်ကိုအမှတ်နဲ့အနိုင်ရရှိခဲ့ပါတယ်ပြိုင်ဘက်ရဲ့နဗန်စတိုင်တိတ်တောင်းတွေကိုကောင်းကောင်းကာကွယ်သွားနိုင်ခဲ့ပါတယ်ဒီထဲမှာတော့၈ကြိမ်လောက်ထိကိုကာကွယ်သွားနိုင်ခဲ့တာပါဂျူရိုတိတ်တောင်းမဲ့၂ကြိမ်လောက်ပေးလိုက်ရတာပါ ဒါပေမဲ့မြေပြင်မှာကြာကြီးရှိမနေခဲ့ပါဘူးပြန်ပြီးရုံထွက်နိုင်ခဲ့ပါတယ်နောက်ဆုံးအချိန်မှာတော့လက်သေးချက်တွေနဲ့ဂျပန်ကောင်ကိုရှဲကိုပြင်းခဲ့တာပါကိုထက်အရင်ရှိတဲ့လူကောင်ကြီးရဲ့သူကိုရှဲပြင်းတာအားရစရာပါပဲနောက်ဆုံးတော့အမှန်အသာစီးနဲ့ပဲဗန်မဲအနိုင်ရရှိသွားခဲ့တာပါဒီလိုမလွယ်တဲ့ပြိုင်ပွဲတစ်ပွဲကိုကြည့်ခဲ့ရတာပါအရန်တွေစိတ်မောလာပါတယ်ဂျပန်ကောင်လဲပရိုမိုးရှင်းရဲ့ချန်ပီယံလေဗန်လဲ fly FC ရဲ့ချန်ပီယံပြီးတော့အာရှကြားနှစ်ကောင်တွေ့တဲ့ပွဲဆိုတော့ရှေကိုပြင်းခဲ့ကြတာ။ဟိုကလည်းခြေဆွဲပြီးချုပ်မယ်ဆိုတာကြီးပါပဲ။ကမ္ဘာအဆင့်ဖိုက်တာတွေမြန်မာတွေပိုင်ဆိုင်ထားတယ်ဆိုတာကိုယ်ယူလိုက်ကြစမ်းပါ။ပြိုင်ဘက်ဖိုက်တာကတိတ်တောင်းရဖို့15မိနစ်လုံးဥတီကစားတော့ပွဲကဖျော်ဖြေမှုနှဲသွားခဲ့ပါတယ်။ဒါကြောင့် UFC ကအထက်ကန်ဝိုင်းနဲ့အင်တာဗျူးလုံးမပေးဘူး။ဘန်လဲအလန်နဲ့အောင်ပွဲခံခွင့်မရခဲ့ပါဘူး။ဒါလည်းတားမြင်ရပါဘူး။ ပွဲပြီးတင်းစားရှင်လေးပွဲမိမှာတော့ပန်းကအလံကြီးခြုံပြီးတော့မိကုန်နေဖြေခဲ့ပါတယ်။ပန်းပြောသွားတာလေးကတော့ကျွန်တော်နိုင်ငံအလံနဲ့ပထမဦးဆုံးကိုစားပြုကစားခွင့်ရတဲ့ပွဲမှုပွဲဖြတ်ပြဖို့အမှန်အကန်လူချင်းခဲ့တာပါ။ဒါကြောင့်ထိုးချက်တိုင်းကိုအပပါနဲ့ထိုးသုံးခဲ့ပါတယ်။ပွဲမပြတ်သွားတာကိုတော့အနယ်လေးစိတ်ပြင်းမိတဲ့အပိုင်းပေါ့။ဒါပေမဲ့နောက်ပွဲတွေမှာတော့ဒီထက်တည်ငြိမ်ပြီးပိုကောင်းတဲ့စွမ်းစာရင်းမျိုးချပြခြင်းပါတယ်လို့ပွဲအပြီးတင်းစားရှင်လင်းပွဲမှာဘန်ကပြောကြားသွားခဲ့ပါတယ်။ UFC မှာဆူရူရာလောက်နဗန်အာကိုကစားတဲ့ဖိုက်တာမျိုးမတွေ့ဘူးသေးပါဘူး။ဘန်ကလည်းအဲ့ဒီလိုထိတ်တန်းအဆင့်ဝက်စတာတယောက်ကတိတ်တောင်းလုတာကိုအကြိမ်ပြင်ခုခံပြနိုင်ခဲ့ပါတယ်။ဂျပန်ဖိုက်တာကတိတ်တောင်းအကြိမ်20လောက်ထိလုခဲ့ပါတယ်။ Striker ကောင်းမိသားတိတ်တောင်း Defend လည်းချပြပြီးသားဆိုတော့ဘာလို့ပါသေးလဲ။ဘန်ဟာပြည်ပြုံတဲ့ဖိုက်တာတယောက်ဆိုတာကိုဒီကနေ့မှမျက်ဝါးထင်ထင်ခြပြသွားခဲ့ပါပြီ UFC ကလည်းစနစ်တကျပြိုးထောင်မယ်ဆိုရင်တော့ချန်ပီယံလောင်းစည်းရင်ဝင်မှာပဲမကြခင်ဘက်ဟာရန်ကီးတက်မှတ်ချက်တီအတွင်းကိုတေချာပေါက်ပြန်လဲရောက်ရှိလာတော့မှာပါလောလောဆယ်တော့ဂျပန်ဖိုက်တာရဲ့ပွဲဘဲဦးကိုခွဲပြလိုက်ပါပြီကွင်းထဲကိုမြမအလန်တလူလူနဲ့လွင့်ထူလာတာလဲဒီမနေ့ရဲ့မျက်စိပရာသရှိတဲ့မြင်ကွင်းတစ်ခုပါပဲပြည့်ပြည့်စုံလုံးတဲ့မြင်ကွင်းတစ်ခုပါချင်းကောင်လေးဘန်အတွက်ပြိသက်ကြီးရောကွန်ပျူတာစကားလေးတွေပြောကြခဲ့ပါအောင်အဆုံးထိလိုက်ပါကြည့်ရှုခဲ့ပြီးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်